ိုးလင်းကတော့ Goblin ကိုဝယ်မဖြတ်နိုင်မယ်နဲ့ Manation နေသွားတာဖြစ်ပါ။အားလုံးမဲ့တည်ရတိုင်းပဲဒီဘွဲကအမှန်ဆုံးဖြတ်ကိုရောက်တယ်ဆိုလို့ရှိရင်တော့ဆိုးလင်းကိုအနေနဲ့ဘယ်လိုမှမနိုင်နိုင်အောင်ဆိုတာကိုပြည့်စက်တွေနဲ့တည်ပြီးသားပါ။ဒီဘွဲမှာဆိုလို့ရှိရင်တော့ဆိုးလင်းကိုအနေနဲ့တော်တော်လေးကိုပွဲကြမ်းပြီးတော့လိုက်ပြီးတော့ဖြတ်ဖို့လိုစူးစမ်းခဲ့တယ်။ဒါပေမဲ့နောက်ဆုံးအထိနာရောက်တဲ့အထိပွဲမဖြတ်နိုင်တဲ့အတွက်ကြောင့်မလို့အမှတ်နဲ့ရှုံးမိသွားတာဖြစ်ပါ။ဒိုင်၃ရောက်တော့ကဒါကော့တော့နိုင်ပေးလိုက်တာပေါ့နော်။ပွဲကိုပြောရမယ်ဆိုလို့ရှိရင်တကယ်တမ်း ပထမစီဒူဘီယအကြီးမှာဆိုလို့ရှင်ဆိုလင်းကိုအရန်ကြီးအချိန်မတက်လာဘူးဘောနော်မတက်လာဘူးဆိုတာသူ့အနေနဲ့ light dot light တွေဒါပေမဲ့လက်သီးထွက်တဲ့နှုံနေပြီးလို့ရှင်ကျွန်တော်တို့ဝင်ပြီးတော့ပိုးပြီးထိုးတဲ့နှုံနေမှာနည်းနည်းလေးနှိပ်တယ်ဘောနော် light ပဲမဲ့ဟိုဝင်မထိုးဘဲနဲ့နည်းနည်းလေးဒီရခောင်ဝေးတစ်ခုမှနေနေတာအချိန်ကြာတယ်တို့တော့ကျွန်တော်အနေနဲ့မြင်တယ်အဲအချိန်မှာဆိုလို့ရှင်ပြိုင်ဘက်ရဲ့ဒီလေးပါကိုကန်နဲ့ခြေကန်ချက်ပြီးပြီးတော့ဒူတိုက်ချက်တွေကပြောရရင်ဆိုလင်းကိုထိရတော်တော်လေးပြင်းပါ ဒါမဲ့စုံလင်းမှုလို့တာဘာမှမဖြစ်တယ်လို့မျိုးဆက်ပြီးတော့ပိုးနိုင်နေတဲ့အနေအထားဖြစ်နေရမှာပထမကြီးမှာဆိုလို့ရှိရင်စုံလင်းအနေနဲ့ဘာမှထွေတူတူလောက်ပြနိုင်ရင်မရှိဘူးလို့ပြောလို့ရတယ်ဒါမဲ့ပေါ်ဒီအချီပီကန်ဒီမှာနည်းနည်းလေးပိုးပြီးထိုးရုံအောင်လွှဲချန်တဲ့ဘိုင်းဒီမှာကကော့ဖ်တွန်းအပ်တာပါဒုတိယကြီးမှာဆိုလို့ရှိရင်လည်းထီချက်အရပြန်ကြည့်မယ်ဆိုလို့ရှိရင်တန်ဘက်ကတာနေသေးတယ်လို့ပြောလို့ရတယ်ဒါမဲ့စုံလင်းဝက်အနေနဲ့ အချိန်နည်းနည်းတက်လာပြီးတော့ဂိုင်ပွဲရဲ့ဒီ base ကိုတော်တော်လေးညှင့်လာတော့တွေ့ရတယ်ညှင့်လာတဲ့အချိန်မှာ cough drop အနေနဲ့နည်းနည်းစပြီးတော့ဟိုညနေကြုံကန်နေထားပါတော့ပြောလို့ချင်းသူလိုချင်တဲ့ range ရှိပြီးသူလိုချင်တဲ့အကွာအဝေးထိမ်းပြီးကစားလာရီကိုစိုးလင်းဝါလုံးဝခွင့်မပြုလို့ပဲ ਨੇ အတော့ဟိုဝင်းနဲ့ထွက်တယ်ဆိုတဲ့ပုံစံမျိုးကြီးဖြစ်လာဒီနေရာမှာ cough drop ကအယက်မိနဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့စိုးလင်းဝအထိခေါင်းကိုချုပ်ပြီးတော့ဒီအချိန်ဆွဲတဲ့အပိုင်းမှာတော်တော်လေး တို့အတွက်တတရာရသွားတယ်လို့တော့မြင်တယ်အဓိကပိုးွားပြီးဆိုရင်ဆိုလင်းဦးရဲ့ခေါင်းဖတ်ပြီးလို့ရှိရင်တိုင်းလာတစ်ခုဒီအချိန်ဆွဲတာပါတကယ်လဲဆိုရင်ဒီနေရာမှာဆိုလင်းဦးကဒီပိုးထားတဲ့အနေထားနဲ့ပြီးပြီးထိုးရတဲ့ဆက်လို့ရှိရင်ကိုပါပိုးလိုက်ပြီးတော့အဲဒါရောမြင်မြန်ပြတ်ခွာပိုင်းခွာဟိုင်းပြီးလို့ရှိရင်ပြန်ပြီးတော့လိုက်ထိုးတာမျိုးတော့မယ်ဆိုရင်တော့နည်းနည်းလေးထိုးလို့ရတဲ့အချိန်ပုံပြီးတော့ရဟမလားပေါ့နော်ကျွန်တော်ကတော့အဲ့လိုတွေးမိတယ်တတိယအချိန်မှာတော့ဘုန်းဝင်နည်းနည်းပြောရမယ်ဆိုလို့ရှိရင် ဇိုးလင်းနည်းနည်းလေးတားရတော့မြင်ပါဒါပေမဲ့ပထမချင်းချင်းဒုတိယချင်းကနေနေပြီတတိယချင်းမှာဇိုးလင်းဝါကိုဖြစ်မနေပွဲဖြတ်ဖို့လိုတယ်ဆိုရတယ်သူ့ဘုံသူသိရင်ဒီတွဲချမလို့တော့တော့လိုက်ပြီးတော့ဘုံတော့တတိယချင်းမှာဆိုလို့ရှိရင်ကော့တွန်ကကလင်းရှ်နည်းနည်းပိုးသွားရင်တောင်ရိုက်တာဒီပြီးလို့ရှိရင်နည်းနည်းလေးခွာရင်တခြားနှစ်ချက်ထိုးမယ်ပြီးလို့ရှိရင်ပိုးသွားပြီဆိုတော့ခေါင်းကိုချုပ်ထားတာလွဲရင်ကျန်တာဘာမှထူလို့လို့လုံးနိုင်ရင်မရှိတော့ပါကြောက်ကော့တွန်တက်လုံကတည်တလာကြာပါ诶 တတိယချီပြီးချန်နေပါဆိုရင်သူ့ရဲ့မျက်နှာအနေထားပြီးတော့ဒဏ်ရခွဲလိုက်ပြီးဆိုတာနဲ့ဒီပတ်ပြီးတော့လောဝကိုရှောင်နေပေါ့နော်ပြောဆိုလဲဦးနဲ့တက်နိုင်ခင်ဗျာအထီးတွေ့လောဝမရှိတော့အောင်လို့ပတ်ပြီးတော့ပြေးတယ်ပြင်းပြေးပြီးလို့ရှိရင်ကျွန်တော်တို့ကတ်လာပြီးဆိုတာနဲ့ဒီပို့လိုက်ရဲ့ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့အချိန်ရအောင်ကျွဲသွားတာဖြစ်ပါဘွဲရတော့ဆိုလဲဦးအနေနဲ့တဟုန်လိုက်ပြီးတော့ဝုန်းနေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကွန်မန်ဒေတာတွေရောဘွဲကြီးရဲ့ပြည်သက်တွေရောတဝုန်းဝုန်းနဲ့ ဒါကွင်းမှာပြတ်မလားဆိုပြီးတော့ warning ခဲ့ကြတယ်ကွနော်ဒါပေမဲ့ပွဲရတော့မပြတ်တော့ဘူးကျော်သွားတဲ့အချိန်မှာတော့ Cofton ကအမှတ်နဲ့နိုင်ရရှိသွားတာဖြစ်ပါဆိုလိုအနေနဲ့ကတော့ WhatsApp version မှာတကယ်ကို entertaining ဖြစ်တဲ့ကစားသမားတယောက်လို့တော့ပြောလို့ရတယ်။ဒါပေမဲ့အမှတ်နဲ့တော့ဘယ်တော့မှနိုင်မှာမဟုတ်။ဘာလို့လဲဆိုတော့ဆိုလိုကစားရဲ့ပုံစံရောရာဟိုကဒါမှတချီတချီဝဲလောက်ကထိကျစားပြိုင်မက်ကတီးတတာထားတယ်။တောက်ပိုင်းနေကိုကဖိပြီးတော့အချိန်နဲ့လိုက်ဝုန်းနေဆိုရင်တော့မှပဲ။ဂျမ်မက်ကထိချက်တီးတာနေပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ အမှတ်ကြီးကျောက်သွားတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးအမှတ်နဲ့ပဲရှုံးနေတာဖြစ်ပါရှေ့ရသုံးဘွယ်လုံးနောက်ောက်တဲ့နိုင်ရတယ်နောက်ခါသုံးဘွယ်လုံးအမှတ်နဲ့ရှုံးခဲ့ရဆိုတော့သုံးဘွယ်နိုင်သုံးဘွယ်ရှုံးအနေအထားတစ်ခုတော့ဖြစ်သွားပြီပေါ့နော်ဆိုလင်းဝအနေနဲ့လည်းပြောမှာဆိုရင်ဒီကော့ဖ်တွန်ကိုမှလည်းမထိုးနိုင်အောင်ဆိုဂျန်နဲ့ဒီမဲ့ရည်စသားလမ်းမတွေနဲ့တွေ့ရဆိုရင်လည်းအလဲထိုးဖို့တော့တိတ်မလွယ်သေးဘူးလို့မြင်တယ်ဒီနေ့မှာဆိုလင်းဝရဲ့ပြောဝတ်ချက်လေးကိုအဓိကပြောရမယ်ဆိုလို့ရှိရင်ဆိုလင်းဝအနေနဲ့ဒီပိုးတဲ့နေသားလေးမှာ နေတာကြာတယ်ပေါ့နော်ဂျုံခတ်ဖို့ကြိုးစားတာဒါဆိုရင်တကယ်တမ်းဒီအိုင်းပိုးလိုက်တယ်ဆိုရင်ဒိုင်းများဟိုမင်းမြန်လေးပြောင်းခွဲနိုင်မလားဘူးပြီးလို့ရှိရင်အဲနည်းနည်းထိကြပေါ့နော်ဟိုပထမချီကလေးကနည်းနည်းချိန်တာဒီနည်းနည်းနည်းများရည်လည်းမြင်တယ်ဒီကဟိုတက်လိုက်စမြားလက်တီပိုထွက်စေချင်တော့မနော်ကမှအန်တက်ဒီဘွဲမှာလက်တီ50ထွက်သွားရဆိုလို့ရှိရင်နောက်ဘွဲရကြလက်တီကို100လောက်အနည်းဆုံးထွက်အောင်လို့100 200လို့မျိုးစားနေပို့ပြီးထွက်အောင်ထိုးလို့ရမယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ ဆိုလင်းကလိုက်ပြီးတော့ပိတ်ထားတဲ့အနေထားအများကြီးပါ။ပြီးတော့ပြိုင်မက်ကိုဝင်ထိုးလို့ရပြီ။ပြိုင်မက်ကတောက်ကိုရောက်သွားပြီဆိုတဲ့အနေကအများကြီးပဲ။ဒါပေမဲ့ဆိုလင်းကဝင်မထိုးတဲ့အတွက်ကြောင့်မလို့ပြိုင်မက်ကပြန်ပြန်ပြီးလက်ထွက်သွားတဲ့အနေထားကြီးတွေ့ရတယ်ပေါ့နော်။ပြီးတော့ဒီဆိုလင်းရဲ့ဒီအကွာဝေးတစ်ခုမှကစားနေကစားဟန်ကိုပြိုင်မက်တွေကတော်တော်လေးကိုသဘောပေါက်လာပြီလို့ပြောလို့ရတယ်။ပြောဆိုလင်းကအကွာဝေးတစ်ခုမှကစားတယ်။အဝင်ထွက်တယ်မှာဆိုလို့ရှိရင်ပင်းလက်တီဒါဖြောင်းလက်တီရနေလို့မျိုး ပွဲကြမ်းလေးရှိရပေါ့နော်ဗဒီနီသားတွေကိုပြန်ပက်ကြည်တာသိတာလည်းချိန်မှတက်လာရင်များဆိုးလုံးကိုခွာကစားတယ်ခွာကစားလို့မရတော့ဘူးတို့တို့ဒီဒါဒုပြားချီရလို့မျိုးတတိယချီရလို့မျိုးခွာကစားလို့မလွယ်တော့ဘူးဆိုရင်တက်လာပြီဆိုရင်အတင်းပူချပလိုက်ပူလိုက်တယ်ဆိုလို့ကျန်ဆုံးနှင်းဝါတဲ့ပေါ်လီရပါတယ်ထိုးတယ်ဆိုပေမဲ့ပွဲရမှာပြတ်တော့အဲ့လိုပုံစံမျိုးနဲ့ပဲအမှတ်ဒီရောက်ရောက်ကုန်တယ်လို့အမြင်နဲ့ဆက်ဆန်းတဲ့ပွဲမှာဆိုရင်ဒီလိုပဲဆက်ဆန်းအတင်းကိုဟိုဟာဟိုဆွတ်ထပ်ပြီးတော့ clinch အနေထားကိုသူကြောက်အောင်ယူလိုက်ရပေါ့နော်အဲ့လိုအနေထားဖြစ်နေတာ တကယ်အစိုးရအနေနဲ့ဒါကိုလမ်းပြီးတစ်ပေါက်တည်းနဲ့ကတော့နောက်ပိုင်းအရင်ရောမလွယ်တော့ဘူးလို့မြင်နေပေါ့ဒီဘွဲမှာဆိုရင်စိုးနေုံကရုံးဝါးပိုင်းရောကြက်ခိုင်မှုပိုင်းရောပြောရရင်ဒီဟိုလက်ဒီပိုင်းပေါ့နော်ထွက်တယ်ပိုင်းနေရောပို့များတယ်ပို့တာရဲ့တို့တော့ပြောလို့ရတဲ့အနေအထားတစ်ခုမှရှိကြဒါပေမဲ့လည်းဘလောက်ထိပဲလောက်ပုံများများလည်းမြင်လာတယ်ဒီဗမ်မက်ဒီရမှာခေါ်ရတဲ့အတိုင်းအတာတစ်ခုတည်းရှိတာတယ်ပြီးတော့ 3မိနစ်3ချီပဲဖြစ်တဲ့အချိန်မှာ6မိနစ်ကိုသူတို့က20နှစ်စုံစုံနဲ့နေ3နိုင်တဲ့ကစားသမားသာဖြစ်နေဆိုရင်တော့ထားပါအောင်ခြေကန်ချက်ကိုဆိုလေးအနေနဲ့10မိနစ်5မိနစ်လောက်ဖြတ်ကြွရမယ်ပြီးလို့ရှိရင်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ဒူတိုက်ချက်တွေလာမယ်ပြီးရင်ပိုးတဲ့ဟာတွေလာမယ်အကောင့်တွေကိုချိုးနှင်းအနေနဲ့ကြော်ဖြတ်ရတာတည်း6မိနစ်9မိနစ်လောက်ဖြစ်သွားမယ်ဘာကြောင့်တော့ကောင်းကောင်းထိုးရတဲ့ချိန်ကတပွဲမှာ9မိနစ်3မိနစ်လောက်ပဲရှိသလိုဖြစ်သွားတယ်။ဒီနေထားအတွက်မှာလည်းဇိုးလင်းအနေနဲ့လဲထိုးဖို့ကတိတ်ပြီးတော့မလုံနိုင်တော့တဲ့အနေထားကြီးဖြစ်လာတယ်။ ဒီတော့ကြောင့်မလို့အဲဒီနေ့စနေပိုင်းဆိုင်ရာတားရဲဆိုလို့ရှိရင်ပေါ့နော် solo one အနေနဲ့ဒီလည်းလည်း level မြင့်လာတဲ့ကစားသမားတွေမှာဆိုလို့ရှိရင်တက်လုံးမိုင်းမဟုတ်မိုင်းအပါစင်းနဲ့ဖိထိုးနေတာမှသူတို့ကဒီပညာနဲ့ထိမ့်ပြီးတော့အမှတ်ရရအောင်ကစားသွားတဲ့အေးထားမျိုးတွေဖြစ်လာတာဖြစ်ပါရှေ့ရတာ wifi night ပြန်ပွဲတော့ဆိုလို့ရှိရင်တော့ solo one ဖိထိုးတယ်ဆိုရင်ဗိုင်းမက်တီကအခမ်းအနားမှာကမတီ level ရောက်သွားတဲ့အချိန်မှာပညာရော ပြီးတော့မိုင်းမိုင်းရောပို့လာရတော့ကြောင့်မလို့အစီအမပြေအောင်ပွဲပြည့်ရဲ့ဒီ ြောက်ကစားတော့ရင်တို့တို့ကျွန်တော်ကတော့ပြင်ဇုံနေဦးအနေနဲ့နောက်ဘွဲရေပြန်လာနိုင်ပါစေလို့ပဲကျွန်တော်လေးနဲ့ဆုတောင်းပေးပါအဲ့ဆိုတော့ကျွန်တော်ရဲ့ YouTube channel ကိုဆုံးနေရပေးတဲ့အတွက်ကြောင့်မလို့အားလုံးကျေးဇူးတင်ပါတယ်